။မကွေးတိုင်းမကောက်ဘူးနဲ့အနောက်ချမ်းကကျေးရွာတွေကိုစိုးစုစစ်ကြောင်း၃ညောင်းနဲ့ခွဲထိုးနေပြီးဒေသခံပြည်သူတွေကိုရွေးကောက်ပွဲစည်းရုံးရေးပုံစံနဲ့စစ်ကြောင်းတို့စည်းရုံးတာတွေလုပ်နေတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြခုပြောပါရတယ်။အောက်တိုဘာ29ရက်နေ့မှာပခုတ်ကုနဲ့အနောက်ချမ်းကဖုန်ကန်ကျေးရွာအနီးစီဆိုင်နားမှာပခုတ်ကုတမတရားတကကားကိုစီနဲ့ခြားလာခဲ့တဲ့စိုးစုစစ်ကြောင်းတစ်ကြောင်း။ညောင်ချင်းပင်ပြူစောဒီစကန်ကနေစစ်ကြောင်းထိုးထွက်နေတဲ့စိုးစုစစ်ကြောင်းတစ်ကြောင်းနဲ့မြစ်ခြေကျွန်းချောင်းအနီးက စိတ်ခဝကြေးရွာကိုပကံညောင်ဦးကဆက်လီနဲ့ကူးလာတဲ့စုပ်စုစစ်ကြောင်းတစ်ကြောင်းခံမန်းအင်အား900ခန့်ပါတဲ့စုပ်စုစစ်ကြောင်း၃ကြောင်းနဲ့ခွဲထိုးနေရပါ။ညောင်ကျပင်ပြူစော်ဒီစကန်ကနေထွက်လာတဲ့ခံမန်းအင်အား150ခန့်ပါတဲ့စစ်ကြောင်းကကုကြေးရွာအုပ်စုမြေပောင်းကြေးရွာတို့ကိုဝင်းရောက်စီးနင်းပြီးနောက်ကြေးရွာဖုံကြီးကျောင်းမှာတရားနာတာနဲ့ပတ်စံပေးဝေတာတွေလှုပ်ဆောင်သွားတယ်လို့ဒေသခံတို့ကပြောပါရယ်။မြေပောင်းကြေးရွာနဲ့အနီးအနားကကြေးရွာတွေကပြည်သူတွေဟာစုပ်စုစစ်ကြောင်းလာချိန်မှာ တချို့ပြည်သူတွေကစပေးရှောက်ကြပြီးတော့တချို့ကစပေးမရှောင်ပဲကျေးရွာထဲမှာနေထိုင်နေကြတာဖြစ်ပါတယ်။စောစုစကြောင်းကဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ထိတွေ့မှုဖြစ်ပွားခဲ့တာရှိပေမဲ့တိုက်ပွဲဖြစ်ပွားပြီးနောက်ပြန်ဆုတ်သွားကအနီးနားကကျေးရွာတွေကိုစစ်ကြောင်းဆက်ထိုးနေပါတယ်။ညောင်ကျပင်ပြူစော်ဒီစကန်ကထွက်လာတဲ့စောစုစကြောင်းကလည်းပြည်သူတွေဖမ်းဆီးတာတွေရှိခဲ့ပြီးမကြာခင်မှာပြန်လွှတ်ပေးခဲ့ပါတယ်။ပခုတ်ကူတမတရားတက်ကနေကာကိုစီနဲ့စောစုခမန်းအင်အား200ခန့်ပါတဲ့စစ်ကြောင်းက စစ်ကြောင်းလက်ကြောင်းခွဲကကံတော်ကျွာကိုတကြောင်းအရင်ရောက်လာတာကြောင့်ပခုတ်ကူနဲ့မြိုင်းနဲ့အဆက်ကအနောက်ညောင်တွင်ကျွာနဲ့ဆိုင်ကောင်းကျွာတို့ကဒေသခံပြည်သူ900ခန့်ကြိုတင်စစ်ပေးရှောင်နေကြပါတယ်။